ဘုရားမဘာသဘောနဲ့ပြောလဲဆိုတာကိုတော့ကြည့်ရတဲ့လူတွေသိမှာပါเนาะခစ်ကတော့ဘယ်လိုများရေးခဲ့လဲတိုးတော်လေးပဲတချို့လူတွေဘုရားဟုတ်ကိုတန်တရာမဖြစ်အောင်ဒီနည်းနည်းပြောပြပါမယ်ကြည့်ကြည့်လေးဖြစ်ပြီးရဟောဇာပေါ့နော်သူဝနာတာမဆက်လေးတဲ့လားအဲ့ထဲမှာတော့အရင်ခေတ်ကတော့ဘယ်လိုများရေးခဲ့လဲ ကိုကလောင်လောင်နာတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ထဲမှာလည်းအဲ့လိုမျိုးရတယ်ကကြိကကြိလေးဖြစ်ပြီးတော့ဒီခစ်နဲ့ကြတော့လည်းနည်းနည်းအဲကွာဟန့်နေတာမျိုးပေါ့နော်အဲ့ခစ်ကပဲဖိုင်ရေးဆရာတွေကကိုညွန့်ပြီးတော့မယ်ဝင်ကားဘုတ်ဒီအလင်းကလေးနဲ့ရေးခဲ့တာပေါ့ထင်တာဘာလဲဆိုတော့လေသူ့အဖေဒီဒုဝနာတာမရဲ့အဖေနဲ့အမေ father and mother ပေါ့ကွယ်သူ့ဖေဒုက္ခလာနဲ့ပါရိကအဲဒုက္ခနာတာမကိုထွက်ဖို့ဆိုဒုက္ခလာနဲ့ပါရိကက လာချက်တော်ကို လက်တော်နဲ့ရစ်လိုက်တာသူ့အဖေကသူ့အမေရဲ့ချက်ကိုလက်တော်နဲ့ရစ်လိုက်ပြီးတော့မှသူ့နာတာမကြီးထွက်လာတာဆိုတော့ဟေးလို့သူ့အဖေနဲ့သူ့မေရန်ဆွမ်းတာပဲလက်နဲ့ရင်းအောင်နဲ့နေဘိုက်ကြီးတဲ့တော့လို့ တဲဆွမ်းတာလို့သူကဟဲ့မျက်စောင်းလေးအရင်ခက်ကလို့လက်နဲ့ရှိရုံမျက်စောင်းလေးထိုးရုံနဲ့တယ်လို့တကြားရင်စင်တော့ရုံနဲ့တယ်လို့ဗိုက်ကြီးတဲ့ခက်ဟာလို့အရင်အရင်မြန်တယ်လူဖြစ်မြန်တယ်လို့ပြောလာဒီခက်ဆိုတော့အလူနဲ့ပြရအောင်လေဒါမှမဟုတ်ရင်ပဲဒီနားကြားလို့ကောင်မူစကူဒူးတာကိုပဲနားကြားလို့ကောင်ချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တယ်လို့ပဲပြောလိုက်တာလားလားမသိဘူးပဲ ဒီခေတ်ကြတော့လည်းနည်းနည်းရည်စရာကြီးဖြစ်နေတာပေါ့နော်လှောင်တာတော့မဟုတ်ဘူးတက်တာဒါကြကြရတယ်ကျမတို့လည်းငရေအိုးတဲ့တွေကိုအရှင်လက်နဲ့နဲ့သူတို့ပြောတာနဲ့ဒီငရေအိုးတဲ့ကိုပြောင်းနေမတ်မဆက်စင်းသားတယ်ဟဲ့လို့ချက်တော်ကိုလို့လက်တော်နဲ့ရစ်လိုက်တာလို့ဒီလိုဟိုနိုင်လက်တန်လားနိုင်ပြောင်းညံနဲ့ရစ်တာလားဘယ်ရစ်လားညာရစ်လားဟုတ်ပြီလို့ရစ်တာတော့ဟုတ်သွားပြီလို့ရစ်တယ်ဆိုအင်းအပေါ်ကနေရစ်ပေးလိုက်တာလားဒါမှမဟုတ်အင်းလှန်ပြီးတော့များရစ်ပေးလိုက်တာ ဘယ်ချိန်မှာရစ်တာလဲပေါ့ဟဲ့အယောက်လေအယောက်စိတ်ဝင်စားတာတဲ့လားဟဲ့တို့ဒုကူလာနဲ့ပါရိကာဟုတ်ဒုကူလာတို့ပါရိကာဟုတ်ညမှာရစ်ပေးလိုက်တာလားဒါမှမနေခင်းကြောင်တော့လေးရသူ့ရစ်ပေးလိုက်တာလားပေါ့နော်အဲ့ဒါစဉ်းစားစရာတဲ့လားအဲ့ဇက်ကွက်ကြီးတစ်ခုလုံးပါလေအဲ့ဒီဟာစိတ်ဝင်စားစရာပေါ့ဟဲ့ဖြစ်နေတာပေါ့စိတ်ထဲမှာဘဝင်မကြနေရည်စရာဖြစ်နေဒီတဒမဘာတဘောနဲ့ပြောတယ်ဆိုတာကိုတော့ကြည့်ရတဲ့လူတွေသိမှာပါနော် တို့တော်လည်းပဲတချို့လူတွေဖျားဟုတ်ကိုတန်တရာမဖြစ်အောင်လို့ဦးဇင်းနေနေပြောပြပါမယ်ပါရဇိကံအထကထာမှာကာမကိစ္စမပါဘဲနဲ့ကိုယ်ဝန်တည်နိုင်ခြင်း9မျိုးရှိတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီ9မျိုးကဘာတွေလဲဆိုရင်၁ယာကစိတ်နဲ့ကိုယ်လက်နှီးနှောပွေဖက်တဲ့ဖြင့်တည်နိုင်ခြင်း၂ယာကစိတ်နဲ့ခန္ဓာကိုယ်ရှိအဝတ်ပစိုးတို့ကိုထိတွေ့ကြံတွေ့တဲ့ဖြင့်တည်နိုင်ခြင်း၃ယာကစိတ်နဲ့ ုတ်ရည်ကိုမြို့သွင်းသဖြင့်တည်နိုင်ခြင်း၄။ယာကစိတ်နဲ့ချက်ကိုသုံးသပ်သဖြင့်တည်နိုင်ခြင်း၅။ယာကစိတ်နဲ့တဆိတ်ဆိတ်ကြည်ခြင်းဖြင့်တည်နိုင်ခြင်း၆။ယာကစိတ်နဲ့အနံ့ကိုရှုရှိုက်သဖြင့်တည်နိုင်ခြင်း၇။ယာကစိတ်နဲ့အတန်ကိုနားထောင်သဖြင့်တည်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာကာမကိစ္စမပါတဲ့နဲ့ကိုယ်ဝန်တည်နိုင်ခြင်းခုနှစ်မျိုးပဲဖြစ်ပါတယ်။သို့သောအဆိုပါကိုယ်ဝန်တည်နိုင်ကြောင်းခုနှစ်မျိုးဟာ အလွန်အလွန်ဖြစ်နိုင်ခဲ့တာကြောင့်တခါတရံမှဖြစ်တယ်လို့ဆိုပါတယ်အမြဲတမ်းမဖြစ်ပါဘူးเนาะအဆိုပါကိုဝန်တည်နိုင်ကြောင်း9မျိုးထဲမှာချက်ကိုသုံးသပ်တဲ့ဖြင့်တည်နိုင်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖရာအလောင်းသောနာကာမဟာအဲ့ဒီအချက်နဲ့မွေးတာဖြစ်ပါတယ်ဒါကိုယုတ်တိရှိပါသလားလို့မေးရင်ယုတ်တိရှိပါတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်ဒါကြောင့်လဲဆိုရင်ဘိုင်းအောင်နဲ့ဘိုင်းနှံတို့သည်မိုးချင်းတံကိုကြား၍ကိုဝန်ယူကြတယ်လို့ဆိုပါတယ် ဒါကိုစာတင်ပူးတဲ့ယဟန်မှန်သမျှသိပါတယ်။နောက်ပြီးတခါတရံမှာတချို့သောကျမတို့သည်ကျက်ဖာဤတွန်တန်ကို ကြားရသဖြင့်ကိုဝန်ယူရတယ်လို့ဆိုပါတယ်။ဦးစင်းရဲ့အတိတ်တယောက်တကားအိမ်မှာကျက်တညင်လေးတွေမွေးထားတာတွေ့လို့ဒီကျက်တညင်လေးတွေဘယ်ကပေါက်တာလဲလို့မေးတဲ့အခါမှာသူ့အိမ်ကရှိတဲ့ကျက်ကြီးကပေါက်တာလို့ပြောပါတယ်။ကျက်ကြီးကကျက်တညင်ပေါက်သလားလို့မေးတဲ့အခါမှာသူ့အိမ်ရှိချောင်းတစ်ဖက်ကအိမ်က ကျက်တင်ငင်ရဲ့တွန်တန်ကိုကြားလို့ဒီလိုကျက်သေးသေးလေးတွေပေါက်တာပါလို့ပြောပါတယ်။ဒါဟာလက်တွေ့ပဲဖြစ်ပါတယ်။ဂိုင်းအောင်နဲ့ဂိုင်းနှန်းတို့တောင်မှမိုးချင်းတန်ကြား၍ကိုဝန်ယူသေးရင်တခါတရံမှာတချို့သောကျက်မတို့တောင်မှကျက်ဖားဤတွန်တန်ကိုကြားရ၍ကိုဝန်ယူသေးရင်ချက်ကိုလက်နဲ့သုံးသက်တာကြောင့်သောနာတာမကိုမွေးတယ်ဆိုတဲ့အချက်ဟာယုတ်တိရှိပါတယ်နော်။သို့တော်လည်းပဲတခါတရံမှဖြစ်တယ်ဆိုတာကိုတော့သိထားဖို့လိုပါတယ်။နားလည်ကြပါစီနော်။ အရှင်ဖရာလောကမှာဗုဒ္ဓနဲ့မိဘဘယ်သူကပုံမြတ်ပါလဲဖရာတဲ့တာမန်အဖြစ်ပြောမယ်ဆိုရင်တော့မိဘကပုံမြတ်တယ်လို့ပြောကောင်းပြောကြပါလိမ့်မယ်တကယ်တော့ဖရာကပုံမြတ်ပါတယ်နော်ဒါကြောင့်ဖရာကပုံမြတ်ရတာလဲဆိုရင်တမိဘသည် သာသမီအပေါ်မှာချစ်ချင်းမြတ်တာရှိတာမှန်ပေမဲ့မိဘသည်သာသမီအပေါ်မှာထားတဲ့ချစ်ချင်းမြတ်တာမျိုးကို တခြားတတဝါတွေအပေါ်မှာမထားနိုင်ပါဘူးဖျားကတော့တတဝါအလုံးအပေါ်မှာမေတ္တာထားနိုင်ပါတယ်နှင့်မိဘသည်သာသမီကိုငွေထုတ်ပေးတဲ့ကျေးဇူးရှိတာမှန်ပြင်မဲ့သာသမီကိုတန်ត្រာဝစ်စင်းရဲကလွမြောက်ကြောင်းလမ်းအမှန်ကိုမပြသပေးနိုင်ပါဘူးဖျားကတော့တတဝါအလုံးကိုတန်ត្រာဝစ်စင်းရဲကလွမြောက်ကြောင်းလမ်းအမှန်ကိုပြသပေးနိုင်ပါတယ်အဲ့ဒီအချက်နှစ်ချက်ကြောင့်ပဲ ဖျားဟာမိဘထက်ပုံမြတ်ရခြင်းဖြစ်ပါတယ်နော်